အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါ။ Anzo Maresca ရဲ့ Chelsea က Dia Di Ma ဒါ Copa Ma injury ဖြစ်နေတဲ့ကြားကနေဒီနေ့ရာသီအစပိုင်းမှာ တော်တော်လေးကိုစွမ်းဆောင်ရေးကောင်း ပြသထားတယ်ဒီနေ့ရာသီအစောပိုင်းတည်းကကူဖာမာကဝက်ဆန်ယူနိုက်တက်နဲ့ကစားတဲ့ပွဲမတိုင်ခင်လေးမှာအင်ဂျူရီဖြစ်သွားတယ်ဂျားထဲမှာသူဘိုင်မြူနစ်နဲ့ချန်ပီယံလိပွဲမှာသူပြန်လာခဲ့ပေမဲ့တလက်ဆတဲ့နောက်ဆက်တွဲအနေနဲ့ဒါဇက်တိုက်ပဲမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာဒါပွဲအစပိုင်းမှာပဲလူစားလေးခဲ့ရတယ်ဒီတဲကနေအန်ဆိုမာရက်စကာရဲ့အသင်းမှာကျွန်တော်တို့ကူဖာမာမပါပဲကစားရတာကြားပြီဆိုချက်စီကအဝေးကွင်းဖြစ်တဲ့ tough mode မှာဒါဘန်လီနဲ့လာကစားရတယ်ဆိုတော့ဒီနေရာမှာဘန်လီဆိုတာက ဒါဘယ်လိုပြောမလဲဒီအာဒီမှာအိမ်ကွင်းရလက်ကိုအဓိကအားထားကစားရတာဖြစ်တယ်ချက်စီမှာအဓိကကစားမတွေပေါ့လေဒါအန်ဆိုခိုက်ဆီဒိုတို့နောက်ဒီဝက်စလီဖိုဖာနာအပါဝင်ချို့ကစားမတွေကိုသူတို့အပြောင်းလဲလုပ်တယ်အဓိကတော့ချက်စီကဘာဖြစ်လဲဆိုတော့ဘာစလိုနာနဲ့ဥရောပချန်ပီယံလိပွဲစဉ်အတွက်အဓိကကစားမတွေကိုသူ rest လုပ်တယ် ိုက်ကနေမှဆီအပြောင်းလဲဒီအနေငယ်လုတ်ပြီးတော့ဒီပွဲကိုထွက်တယ်ဒါပွဲထွက်ခွင့်ရတဲ့လူဒီလူငယ်ကစားမအန်ဒရူဆန်အန်ဒရီဆန်တိုဆိုရင်ဒီပွဲရဲ့မန်တော့သမတ်ရတယ်ကျွန်တော်ပါစနယ်ရဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးကတော့နက်တိုပေါ့လေပထမပိုင်းသူကိုးသွင်းသွားတယ်ဒုတိယကိုးရတဲ့အလုံးဆိုလဲသူနဲ့ မပတ်သက်တာမဟုတ်ဘူးသူနဲ့အဓိကပတ်သက်တယ်ဟိုကပို့လိုက်တဲ့ cross အဲ့လုံကတော့ဒုတိယလုံကတော့ all ball ကတသိန်းလုံးရဲ့ဆွမ်းဆောင်ရေးပေါ့လေဟိုနောက်ကကုသမားနေစပြီးတော့မာလူကူဆိုကကုသမားကိုပြန်ပေးတယ်အဲ့ကနေကူဆိုရတယ်အဲ့ကနေနတူပြန်ရတယ်နတူဆွဲထွက်ပြီးတော့မှအตาလေးချပြီးတာကိုလူစားဝင်လာတဲ့မခီပြန်ပေးတာကနေအန်ဆူသွင်းသွားတယ်ဒီရသည်မှာအန်ဆူကလည်းငါးခုအထိဒါပြိုင်ပွဲဆုံးမှာဆွမ်းဆောင်ရီကောင်းပြတာထားလို့ချက်စီကအခုလက်ရှိဒီဘက်နောက်ပိုင်းမှာ ဒါခိုးဖားမှမပါဘဲနဲ့စတိုက်ကိုရလက်ကောင်းရင်လည်းအခုဆိုရင်ချက်စီးတွေနဲ့တကယ်ကိုယုံကြည်မှုအပြည့်ဝရှိဒီအသင်းကအဓိကအောဘောက်က confident ပဲဗျအခုကျွန်တော်တို့အခုဒီ netto ဆိုရင်ဒါ DR တီမှာချက်စီးအသင်းတို့ကပေါဝင်ပတ်သက်တဲ့ဘောလေး twin goal နဲ့ goal ပေါဝင်ပတ်သက်တဲ့ပွဲမှာ तू ဒီ Tottenham Hotspur နဲ့ပွဲကလွှဲရှင်ကျွန်တဲ့ပွဲတွေအားလုံးပေါဝင်ပတ်သက်ထားတယ်ဒါ Northern Forest နဲ့ပွဲစဉ်1ဒီနောက်ဆုံးဒီရာသီအစအခုနောက်ပိုက်ပွဲပေါ့လေ။ဘန်လီနဲ့ပွဲမှာအခုတကူးသွင်းတယ်၊ Wolf နဲ့ပွဲမှာတကူးသွင်းတယ်၊ Spurs နဲ့ပွဲတကူးမရဘူး။ဒါပေမဲ့ဒီ Sunderland နဲ့ပွဲမှာတကူးဖန်တီးပြီးတော့ဒါ Northern Forest နဲ့ပွဲမှာတကူးသွင်းတကူးဖန်တီးတယ်။ Nato ကဒါကြောင့်နီးပြားကသူ့ကို first try ဖြစ်သုံးသလိုဒီနေ့ပွဲမှာနီးပြားကဒါ Garnacho တို့ဘာတို့ကိုနားပြီးတော့ Jimmy Cadence ရဲ့နောက် Petru ရဲ့ပြီးတော့မှ ကျောက်ဖတ်ထူနဲ့လီယွန်ဒီလက်ရဲ့နတ်တူရထားတယ်ခန်းစစ်ကတော့အပြောင်းလဲအနေနဲ့ဘာဒီယာရှိကိုဒီဘယ်လိုပြောမလဲထိုးစင်နဲ့တစ်ဖက်က Trevor Chalobah တွဲပြီးတော့မှနောက်ပိုင်းမှာဘာဒီယာရှိဝင်တဲ့ဒါဘာဒီယာရှိဝင်တယ်ပေါ့လေဆိုတော့ game ရဲ့ tempo အကျွဲချကိုပထမပိုင်းမှာတော့ Chelsea struggle ဖြစ်တာမှန်တယ်ဘာလို့ဆိုအရင်မကွာဘူး ဒါဒါပေမဲ့ဘယ်လိုပြောမလဲနှစ်သင်းစလုံးကြာမှာဂိုးတကူထက်ရဖို့လဲခက်ပေမဲ့ဒုတိယပိုင်းမှာတော့ Chelsea all about concentrate လုပ်တယ်အနိုင်ကိုရဖို့တေးချာ game management လုပ်လာတယ်အစောပိုင်း minute တွေမှာ game management အရင်မလုပ်နိုင်ဘူးဘန်လီကိုတိုင်းကလည်းဥမာအထူးသဖြင့်တောင်းကန်ဖို့ဘန်လီကလည်းဂိုးရစရာကကျွန်တော်တောင်းကန်ဖို့ပဲရှိတယ်အဲ့တောင်းကန်ဖို့မှာ Chelsea ကသားမတွေဒါမလိုလားအပဲနဲ့ foul လုပ်တာတွေဘာတွေကဒါ penalty ပေးခံရမယ့်အခြေအနေမျိုးတွေကိုရှောင်ချဖို့ပဲလိုအပ်တာကျန်တာဘာမှလုပ်လို့မရဘူး AC ပဲ Chelsea ပွဲကိုစုံမထားတယ် chance တွေလုံလောက်စွာ create လုပ်တဲ့ EECC ပဲအဆုံးသတ်မှာပဲသူတို့လိုချင်တဲ့အဖိုးတန်သုံးမှတ်ရတယ်။ဒါအခုလက်ရှိမှာ Chelsea အသင်းအနေနဲ့အခုဆက်တိုက်ပဲဒါကျွန်တော်ဟိုတနေ့ကလည်းပြောပါတယ်ဒါ Chelsea အသင်းရဲ့ DRT feature မှာလာမယ့် international break မတိုင်ခင်ပြွားတဲ့အချိန်မှာဇက်တိုက်ချက်စီကပွဲတွေကမဆိုးအခုဆိုရင်ဒါသူတို့ကလာမဲ့ပွဲစဉ်မှာအခုဘာစလိုနာကိုအိမ်ကွင်းမှာကံပဲပြီးတာနဲ့ အာဆင်နဲ့ဒါဇာထိတ်ကအာဆင်နဲ့သူတို့တွေ့မယ်လီးယူနိုက်တက်ကိုကံမယ်ဘုံမောက်ကိုအဝေးကွင်းကံမယ်အတ်လန်တာကိုအဝေးကွင်းချယ်ဆီကပြီးတော့မှအေဗာတန်ကိုအိမ်ကွင်းကာတီစီတီနျူကာဆယ်စက်တိုက်အနေနဲ့ဘာဖြစ်ဖြစ်အမှတ်ပြရနိုင်တယ်အန်ဇိုမာရက်စကာအနေနဲ့ သူတို့အသင်းပေါ်ကို pressure တွေကြားကနေသူအကောင်းဆုံးဆွတ်ဆောက်တာ okay တခါတလေနည်းနည်းလေးရုံးကန်ရတဲ့ရလက်တီကလွဲရင် Chelsea ကအခုတည်ငြိမ်နေပြီအခုဆိုရင်ဖြည်းဖြည်းချင်းနဲ့သူတို့ရလက်တီပြန်ကောင်းလာပြီအခုနောက်ပိုင်းပြ Chelsea ဒါကျွန်တော်တို့ကြားထဲမှာဒီ Benfica ကိုဒါသူတို့ဒီ Brighton ကို Chelsea 3-1နဲ့ရှုံးပြီးတဲ့ကနေ Bright Benfica ကို1-0နဲ့နိုင်တယ် Liverpool ကို2-1နဲ့နိုင်တယ် Forest ကို3-0နဲ့နိုင်တယ် IS ကို5-1နဲ့နိုင်ပြီးတော့ကြားထဲမှာတစ်ချက် slip ဖြစ်သွားတယ် Sunderland ကို2-1နဲ့ရှုံးပြီးတော့အဲ့မှာ Wolves ကိုနိုင်တယ်နောက် Spurs ကိုနိုင်တယ် Carabao ကိုတီးကြတယ်ဒါပေမဲ့ Wolves ကိုပြန်နိုင်တယ်ဆိုတော့ဂျားထဲမှာကျွန်တော်တို့ Sunderland နဲ့ Banfield ဒီ Carabao ကလွဲရင်ကျွန်တော်တို့က Chelsea တောက်လျှောက်ပဲနောက်ထပ် away from home ကြရတယ်နောက်ဒီနေ့တကူတွင်းတဲ့ထဲမှာ Netto တကူတွင်းတကူဖန်တီးတယ် Netto ကတော့အခု DRT Chelsea ရဲ့အကောင်းဆုံးကစားမလို့ပြောလို့ရလို့ Wyses Kaiser တို့တောင် မပါသလို Anso Fernandez လူငယ်ကစားမလေး Andri Santos ဒီဘွဲရဲ့ Man of the Match ရတယ်တခုပဲ ဘယ်လိုပြောမလဲကြောက်ဖတ်ထူနဲ့ဒါလင်ဒီလက်ရှိကတိုက်စစ်ကကိုးရမယ်အခြေအနေလေးပဲဘာပဲဖြစ်ဖြစ်ချက်စီအနေနဲ့စကော့ပါကာရဲ့ဘန်လီကိုအဝေးကွင်းမှာနိုင်ပွဲယူလိုက်တယ်အဲ့နိုင်ပွဲကအခုလက်ရှိမှာအမပေးစရာရဲ့ဒုတိယနေရာကိုပဲသူတို့တက်လာခဲ့ပြီဆိုတော့အခုလက်ရှိချက်စီက12ပွဲကစားပြီးတဲ့အချိန်မှာရမှတ်23မှာရတယ်9ပွဲနိုင်2ပွဲတည်3ပွဲရှုံး အဲ့ရှုံးမတာကလည်းမလူလားတဲ့အမတ်တီဆုံးရှုံးခဲ့တာဥမာပြောတဲ့ Sunderland လို့ပွဲမျိုး Brighton လို့ပွဲမျိုး Manchester United လို့ပွဲမျိုးထားပါတော့ Sunderland ကတော့လူမထုတ်ခံရဘူး Brighton လူထုတ်ခံရတယ် United ကလူထုတ်ခံရတယ်ဒါပေမဲ့ Chelsea ကိုကြည့်ရင် game by game အများကြီးတိုးတက်လာပြီးခိုးဖားမှမပါဘဲနဲ့တောင်မှ Chelsea ကအခုလက်ရှိအနေထားပေါ့လေဒါအခုခိုးဖားမှမပါဘဲနဲ့ဒါသူတို့ပြီးခဲ့တဲ့ဒီပွဲမတိုင်ခင်မှာ၁၇ပွဲကစားတာအခုဆိုရင်၁၂ပွဲကစားတယ်အဲ့မှာ Chelsea 6ပွဲနိုင်တယ် ဆိုဖားမမပါဘဲကိုပွဲနိုင်တယ်ဆိုကြတဲ့ကချက်စီတိုးတက်မှုတွေအများကြီးရှိတယ်ပဲဒါဒီနေ့အဝေးကွင်းမှာဖက်ထိုနက်တိုရဲ့ twin ကိုရဲ့လူစားဝင်လာတဲ့မာကီရဲ့ဖန်တီးမှုအိုက်ပွဲကတဝင်းလုံးရဲ့တသိန်းလုံးရဲ့ teamwork ကရခဲ့တာဖြစ်ပြီးတော့အန်ဆိုတွင်းပြီးတော့ချက်စီကနှစ်ကိုပြတ်တဲ့ဘန်လီကိုအနိုင်ရရှိခဲ့ပြီးဒုတိယနေရာကိုတက်ရောက်လာခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်